ထိုင်းနိုင်ငံမှာပေတုံတန်ရှင်နာဝတ်ဟာပြုတ်ကြမှာဖြစ်ပြီးတော့ဝင်ကြီးချုပ်အသစ်တက်လာနိုင်မယ်လို့ကမ္ဘောဒီးယားနိုင်ငံအုပ်ဆောင်ကြီးစန်တာခွန်ဆန်ကပြောပါတယ်။လာမယ့်၃လအတွင်းထိုင်းနိုင်ငံမှာဝင်ကြီးချုပ်အသစ်တက်လာနိုင်မယ်လို့သူကအတည်ပြုပြောပါတယ်။ထိုင်းဝင်ကြီးချုပ်ပြောင်းလဲဖြစ်ပြီးတက်လာမယ့်ဝင်ကြီးချုပ်ဘယ်သူလဲဆိုတာလည်းမိမိသိထားကြောင်းဆိုပါတယ်။ကျွန်တော်ခံမှန်ကြည့်အရနောက်၃လအတွင်းထိုင်းမှာဝင်ကြီးချုပ်အသစ်တက်လာပါလိမ့်မယ်။ပြီးတော့ဘယ်သူဖြစ်မလဲကျွန်တော်သိပါတယ်။ဒါပေမဲ့အန်အောင်ထားလိုက်မယ်မပြောသေးဘူးဆိုပါလိမ့်။ထိုင်းဝင်ကြီးချုပ်ပီတုံနဲ့ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုန်းပြောစဉ်အမတ်နှစ်စစ်ဒေသတိုင်းမှုကိုဝေဖန်တဲ့အတန်ဖိုင်ပေါက်ကြားပြီးနောက်ယာလူကလည်းနှုတ်ဖွဲ့ဖို့ဖိအားပေးခံနေရတယ်လို့တည့်ရအာနာသိမှုခံရတဲ့အကြောင်းသုံးသပ်နေပါတယ်။ပေတွန်နန်သာဆက်ရှိမယ်ဆိုရင်တက်နဲ့လက်ရှိပါတီလွတ်တော်အစိုးရခြားထဲမှာဒါဟာအကျိတ်ခဲတစ်ခုဖြစ်ပေါ်နိုင်တယ်ဆိုပါတယ်။အဲနောက်ပေတွန်နန်ဦးဆောင်တဲ့ထိုင်းညွန်မောအစိုးရဖွဲ့ကလည်းဘုံဂျာထိုင်းပါတီကနှုတ်ခတ်သွားပါတယ်။ပေတွန်နန်ရှင်နာဝတ်ကိုယ်တိုင်အမတ်နှစ်စစ်ဒေသတိုင်းမှုကိုတွားရောက်တောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။ ဒုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးတာဝန်ယူထားတဲ့ဗူဒါထိုင်းပါတီကောင်ဆောင်အလူတင်ကလည်းယာရုကနှုတ်ထွက်သွားပါတယ်။ဒီအချိန်တွေမှာပေတုံနဲ့ဟာထိုင်းဆိုရဖွဲ့ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းနေပြီးမကြခင်အားလုံးထုတ်ပြန်ဖို့ကြင်ညာဖို့စီစဉ်နေတောင်းထိုင်းသတင်းတွေက ဖော်ပြပါတယ်။ဒါပေမဲ့ခွန်ဆန်ကတော့ပေတုံနဲ့အနေနဲ့ကြုတ်လိမ့်မယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးပေတုံနဲ့ကတော့အတီးပြုတ်ခြင်းမရှိပါဘူး။ပေတုံနဲ့ရှင်နာဘကပြောရမှာသူ့ဆိုရဟာနိုင်ငံဖြတ်ကျော်မှုကင်းတွေကိုနှိမ်နင်းဖို့ကမ္ဘောဒီးယားကိုပုံမှန်တင်းမာတဲ့စီရင်ကျင့်သုံးသွားမယ်လို့ပြောပါတယ်။ ဒေတာတွင်တရားမဝင် online လိမ့်လည်မှုတွေတိုးပွားလာတာကိုကူကားပြီးတော့တရားမဝင်တဲ့လုပ်ရက်ကိုတံပြန်အေးအေးယူသွားမယ်ဆိုပြီးကြေညာခဲ့ပါတယ်။လက်ရှိမှာတော့ထိုင်းဝန်ကြီးချုပ်ပေနုံနဲ့ဟာကမ္ဘောဒီးယားနယ်စပ်ကိုတွားရောက်နေတော့ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်ဟွန်ဆန်ကလည်းနယ်စပ်ကိုတွားပြီးစစ်ဆေးနေတယ်ဆိုပါတယ်။ဟွန်ဆန်ဟာလက်ရှိမှာတော့ကမ္ဘောဒီးယားရဲ့တိုင်းပြည်ပြည်ပြည်လွှတ်တော်ဥက္ကဋ္ဌဖြစ်ပါတယ်။ဘရင်ပြည်ဩဇာအာဏာအကြီးဆုံးပါ။သူတာဖွန်မာနဲ့ကတော့ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ပေတုံနဲ့ဟာဇွန်လ26နေ့မှာကမ္ဘောဒီးယားထိုင်းနယ်စပ်တွားရောက်ခဲ့ပြီးတော့ထိုင်းစစ်တီတွေရဲ့စိတ်တက်ခွန်အားမြင့်တင်ခဲ့တယ်လို့အဲ့ဒီတရက်ထဲမှာပဲဟွန်ဆန်ဟာလည်းနိုင်ငံနယ်စပ်မှာရှိတဲ့ပြည်နယ်ကိုတွားရောက်ခဲ့ပြီးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပါလိမ့်။နှစ်ဖက်နယ်မြေအငင်းပွားမှုဖြစ်နေတဲ့ချိန်မှာနှစ်ဖက်ခေါင်းဆောင်တွေကအခုလိုမျိုးတွားရတဲ့အတွက်ကြောင့်ဒါဟာတင်းမောက်မှုတစ်ခုလို့ပြောရမှာဖြစ်ပါလိမ့်။ဒီမတိုင်ငင်ထိုင်းဝန်ကြီးချုပ်ပေနိုနဲ့ဖုန်းပြောဆိုမှုမှတ်တမ်းအသံဖိုင်ဟွန်ဆန်ဘက်ကပေါက်ကြားပြီးနောက်တင်းမာမှုကပိုဆိုးလာပါလိမ့် ခွန်ဆန်ဟာအဓိကနေဆက်စခန်းမှာတက်ဆွဲထားတဲ့ကမ္ဘောဒီးယားစစ်သည်တွေကောင်းကျိုးတဲ့တွားရောက်ဆက်ဆဲခဲ့ကြအောင်ခမာတိုင်းကဖော်ပြပါလိမ့်။လုံကြုံရေးချင်းနေနဲ့ဆက်လင်းပြီးဒေသဆိုင်ရာစစ်တပ်မှုတွေကလည်းရှင်းလင်းပြောဆိုခဲ့တယ်ဆိုပါလိမ့်။ခွန်ဆန်ဟာပြည်နယ်အာဏာပိုင်တွေနဲ့တွေ့ခဲ့တယ်လို့နေဆက်အနီအစုအဖွဲ့တွေထံနဲ့တွားရောက်ခဲ့တယ်ဆိုပါလိမ့်။တချိန်တည်းမှာပဲဝန်ကြီးချုပ်ပေတုံတန်းဟာလည်းဒေသဆန်တော်ချင်းမင်းဆက်နိုင်ခံမှာ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနယ်စပ်မှာရှိတဲ့အရရဘရာသက်ခရံကိုတွားခဲ့ပြီးထိုင်းကမ္ဘောဒီးယားကြားနယ်စပ်ဂိတ်မူဝါဒတရားမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်ဆိုပါတယ်။အစည်းအဝေးမှာထိုင်းကမ္ဘောဒီးယားတန်တမာဆက်ဆံရေး85နှစ်မြောက်နှစ်ပတ်လည်ထိမ်းမှတ်အခမ်းအနားတစ်ခုနဲ့တရား project တစ်ခုအတွက်စီစဉ်ထားတဲ့ထောက်ပံ့ငွေကိုဖျက်သိမ်းဖို့အတွက်အဆိုပြုခဲ့တယ်လို့ဆိုပါတယ်။ online ငွေလိမ်မှုတွေနဲ့နိုင်ငံဖြတ်ကျော်မှုကင်းတိုက်ဖြတ်ရေးကြိုးပမ်းမှုတွေစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးပါဝင် နိုင်ငံအလဲပိုင်းနဲ့အနောက်ပိုင်းဒေသတွေအတွက်တာဝန်ရှိတဲ့ထိုင်းစစ်ဒေသစီရင်ပိုင်ခွင့် area မှာရှိတဲ့နေဆက်ခြင်းနဲ့ပတ်သက်ပြီးပေတုံတန်ကအစည်းအဝေးမှာပြောခဲ့တယ်လို့လည်းသိရပါတယ်။